ဥရောပဘောလုံးအဖွဲ့ချုပ် UEFA အာဆနယ်အသင်းနဲ့ရှင်ပြန်ရမယ့်ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်မှာတိုင်ပြီး Real ကစားသမား၄ဦးကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ Real အသင်းဟာ Atletico အသင်းကိုပနတီအဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိ၁၆အသင်းအဆင့်ဒုတိယကြော်ပွဲစဉ်ပြီးမှာ Pepe, Vinicius, Rudiger နဲ့ Sibelos တို့ကမဖွဲ့မရပြုလုပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ UEFA ကစုံစမ်းစစ်ဆေးမှုတွေစတင်နေကြတာပါ။သူတို့တွေအနေနဲ့အပြစ်ရှိကြောင်တွေ့ရမယ်ဆိုရင်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပွဲရှိနေတာပါ။စုံစမ်းစစ်ဆေးမှုအတွက်အချိန်ကန့်သတ်ချက်မရှိပေမဲ့ Atletico တီကိုအသင်းအားသူတို့ဆွဆွဲထားတဲ့အရာတွေအတွက် UEFA ထံတရားဗီဒီယို၄ခုပေးပို့ခဲ့တယ်လို့သိရပါတယ်။ရီယယ်အသင်းနောက်ခံလူရူဒီဂါဟာပနဒီအဆုံးဖြတ်အနိုင်ကိုသွင်းယူပြီးမှသူ့ရဲ့လယ်ဘင်းကိုလှိဖြတ်တဲ့ပုံစံပြုလုပ်ခဲ့ပြီးဘက်ဘီယာသူ့ရဲ့လယ်ရင်ကကိုကင်ပြခဲ့တယ်လို့ဆွဆွဲခံထားရတာပါ။ Vinicius ကတော့ပွဲချိန်အတွင်းမှာရောပွဲပြီးမှာပါအက်တလက်တီကိုအသင်းပရိသတ်တွေနဲ့အချင်းချင်းပြဿနာဖြစ်ခဲ့ကြပါတယ်။ Sibelos ဟာဒီပွဲမှာမပါဝင်ခဲ့ပေမယ့်စော်ကားတဲ့အမှုရာပြုလုပ်ခဲ့တယ်လို့ဆွဆွဲခံထားရတာဖြစ်ပါတယ်။အဲဒါကြောင့်ဘက်ဘီ Vinicius, Rudiger နဲ့ Sibelos တို့က အာဆနယ်အသင်းရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်ကို UEFA ကဒီဆောင်စစ်ဆေးမှုနဲ့ပတ်သက်ပြီးနောက်ထပ်အချက်လက်တွေကိုထုတ်ပြန်ပေးသွားမယ်လို့သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အာဆနယ်နဲ့ရီယယ်အသင်းတို့ရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြိမ်ပွဲစဉ်ကို AP 6ရက်ဒုတိယအကြိမ်ပွဲစဉ်ကို AP 16ရက်မှာရှင်ပြိုင်သွားမှာပါ။အာဆနယ်အသင်းကလာမယ့် AP 10ရက်မှာပရီးမီယာလိပွဲစဉ်အဖြစ်ဖူဟန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးရီယယ်အသင်းကတော့မတ်29ရက်မှာလီဂါနက်စ်အသင်းနဲ့လာလီဂါပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။